ီကနေ့ကျွန်တော်ဖတ်ပြမှာကတော့မျော်လင့်ချင်းရန်ကုန်ရဲ့ရန်ကုန်အဝင်ချက်ဝစ်စင်ကမ်ပိန်းအတွက်ဆရာတင့်သူရေးပေးထားတယ်မိထားလို့ပွင့်သွားတဲ့ဘန်းတွေဆိုတဲ့ကဗျာလေးပဲဖြစ်ပါတယ်မိထားလို့ပွင့်သွားတဲ့ဘန်းတွေပွင့်သွားတဲ့ဥကောင်းကုန်ကလေးမှာစိတ်ကူးကောင်းတွေရှိခဲ့ပါလိမ့်မယ်ပွင့်သွားတဲ့ရင်ဘတ်အစုံမှာ ကိုချင်းစာတရားတွေရှိခဲ့ပါလိမ့်မယ်။ပွင့်သွားတဲ့နောက်ကျောမှာသူထမ်းဖို့ကျင်တဲ့တာဝန်သိမှုတွေရှိခဲ့ပါလိမ့်မယ်။ကြောက်တာပေါ့တဲ့။ကျွန်တော်လဲကြောက်တာပေါ့ဗျာတဲ့။ခေကကျွန်တော်တို့မှမချစ်ဖဲတဲ့။ချစ်စရာကောင်းလို့ ਨੇ မချစ်တင်ခဲလက်ခံပေးနိုင်စွမ်းနေ။ဆက်ပြီးကြရတာက ွင့်သွားတဲ့ဥကောင်းကွန်လေးမှာခုနှစ်နှစ်တိတိတွဲခဲ့တဲ့ကောင်မလေးရှိတယ်တဲ့။ပွင့်သွားတဲ့ဥကောင်းကွန်လေးမှာမြို့ပြအင်ဂျင်နီယာဘွဲ့ရှိတယ်တဲ့။ပွင့်သွားတဲ့ဥကောင်းကွန်လေးမှာတရော်လေးတလက်လေးရှိတယ်တဲ့။ဘာလို့ရတော့မှလဲ။ဘာလို့ရတော့မှလဲကွယ်။ဖြူလွားလွားတိမ်ဆိုင်ကြီးတွေထပွင့်တယ်လို့ပါပဲ။ မကြဘူးပျောက်ကွယ်သွားရတယ်ပွင့်သွားတဲ့ချစ်ချင်းမြတ်တာတွေပွင့်သွားတဲ့မျက်ရည်ပွင့်နေအရွယ်နဲ့မမြပွင့်သွားတဲ့တာဝန်ယူမှုတာဝန်ခံမှုတွေရွေရှားပျောက်ကွယ်တတ်တဲ့သဘောကိုလက်မခံပေးခြင်းလောက်အောင်အနာတရရနဲ့နဲ့အပွင့်နေမိစားမကုန်စီမခန်းသေးတဲ့ အလေးရောင်အားအကောင်းဆုံးမိလိုက်နေအတွက်တတုအစာလေးတစ်စကူတောင်းမကကွယ်နိုင်ပဲနိုင်ငံကြီးကိုဘယ်လိုကကွယ်မလဲရှင်းနေတေပေးုံနဲ့တော့ပွဲမပြီးဘူးခမရရောကြုတ်ရောချစ်ရပါလေရဲဘော်ကြီးဆိုတဲ့အဲ့ဒီအလိမ္မာဒုံးလေးရဲ့ဥကောင်းကွန်ဟာပွင့်လို့အဲ့ဒီတူရီသောသားလေးရဲ့ရင်ဘတ်ဟာပွင့်လို့ အဲ့ဒီမိသားစုယရနာအခဲလေးရဲ့နောက်ကျောဘက်ဟာပွင့်လို့ဥကောင်းကိုလည်းမပွင့်ခင်မှာချက်ချင်းမြတ်တာတွေသာအရာထင်ခဲ့ရင်ယင်မှာဝတ်ထားပေးခြင်း ਨੇ ယင်မှာကလေးမပွင့်ခင်ယင်ချင်းအလိုထွေးထားပေးခြင်း ਨੇ ဒါပေမဲ့မရတော့ဘူးမိထားလို့ပွင့်သွားတဲ့ပန်းတွေမှာ မြန်နိုးစွာပံဖို့စောင့်နေသူတွေရှိတယ်။တတိယလိုပွင့်သွားတဲ့ပန်းတွေကိုတွားကြည့်တဲ့အခါအားလုံးဟာကျွေသွားခဲ့ပြီတဲ့။လေတိုးမှာမိနိုင်လေးငြိမ်မသွားဘူးလက်နဲ့ကာပေးခဲ့တယ်။အစိမ်နဲ့ပြေးဝင်လာတဲ့တတုအပိုင်းစာတွေကိုကာပေးလို့ရတဲ့လက်ကလေးကျွန်တော်မှရှိရင်သိကောင်းမယ်။တင်သူ။